ယူကဝယ်မဲ့ဆက်လို့ရှားမှုတွေပုံမှာဒီလူမျိုးအဲဒီ state media တွေပေါ်ပြအကြက်ကဘလောက်မျိုးအကျိုးတရားမှုရှိတယ်ဆိုတာကတော့ခံမှန်းတွက်ချက်ဖို့တည်းနည်းငယ်ခက်ခဲပါတယ်။ဒါပေမဲ့ကျွန်တော်ရှင်းရှင်းလင်းသိနိုင်တာကဒီ state media တွေကိုပဲနားထောင်ဝင်ရရှိတဲ့လူမျိုးတွေဟာဆိုလို့ရှိရင်တနင်းချက်လို့ပြည့်ပြည့်စုံစုံမရတော့ဘူးဆိုတာတော့သိကြပါတယ်။လွတ်လပ်စွာရေးသားဖော်ပြခွင့်နဲ့ media လွတ်လပ်ခွင့်တွေကိုဦးစားပေးဆောင်ရွက်နေတဲ့မြန်မာ Institute for Democracy MID ရဲ့ဒုတိယအကြိမ်ထုတ်ဝေတဲ့ဒီအစီရင်ခံစာမှာ ဘလို့ထူးခြားတဲ့ပြောင်းလဲမှုတွေပေါဝင်နေပါသလဲစက်တင်ဘာလ29ရက်နေ့ကနေအော်တိုဘာလ24ရက်နေ့အတွင်းနိုင်ငံပိုင်မီဒီယာတွေပုဂ္ဂလိကနဲ့အင်တာနက်မီဒီယာတွေရဲ့သတင်းတင်ဆက်မှုတွေကိုစနစ်တကျလေ့လာပြီးမှဒီအစီရင်ခံစာကိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ MIND ရဲ့ဒုတိယကြိမ်စီရင်ခံစာမှာလည်းကိုယ်စားလှယ်လုံးတွေနိုင်ငံရေးပါတီတွေနဲ့သက်ဆိုင်တဲ့အကြောင်းအရာတင်ဆက်မှုနဲ့ပတ်သက်လို့သတင်းမီဒီယာတွေကြားမှာတိတိတသားကွဲပြားခြားနားမှုတွေရှိနေပါတယ်။ နိုင်ငံပိုင်မီဒီယာများနဲ့ဒီပုဂ္ဂလိကပိုင်သတင်းမီဒီယာများပေါ့နော်သူတို့မှာကွဲခြားနာတာကျွန်တော်တို့ခုနတင်ပြခဲ့တဲ့အတိုင်းပဲကွဲကွဲပြားမှုရှိနေတယ်နိုင်ငံပိုင်မီဒီယာများနိုင်ငံတော်အကြီးအကဲများကိုပဲဥစားပေးဥစားသုံးပြီးဖော်ပြတယ်အဲပုဂ္ဂလိကမီဒီယာများကအကုန်လုံးတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့မြင်လာနေတဲ့ trend ကတော့သူတို့ကဒီအစိုးရမီဒီယာတွေကိုပဲမှန်နဲ့ပြန်ပြီးထောင်ပြနေသလားအောင်မရဘူးဒီဘက်ကဒီဘက်ကနိုင်ငံတော်အကြီးအကဲများကိုတင်ပြမယ်ဆိုရင်သူတို့ဘက်ကတင်ပြမှုကနိုင်ငံတော်နိုင်ငံပိုင်မီဒီယာများနဲ့ဒီတော့မှနိုင်ငံတော်အကြီးအကဲများနဲ့ပတ်သက် ီတင်ပြမှုကလွယ်လို့အခြားကိစ္စရများကိုတင်ပြတာအမှန်တည်းနေပေါ့နောက်ထပ်အစီရင်ခံစာတစ်စောင်းကိုလည်းနွေမလ9ရက်နေ့မှာထပ်မံထုတ်ပြန်အောင်မှာဖြစ်ပြီးအဲ့ဒီအစီရင်ခံစာမှာတော့မဲဆွယ်လှရှားမှုတစ်ခုလုံးကို မီဒီယာတွေကဘလို့ဖော်ပြရဲဆိုတာကိုပြပြစုံစုံစမ်းစစ်ဖော်ပြထားမှာဖြစ်ပါတယ်ရုံးမြင့်တန်ကြားလိုင်း9လိုင်းရေဒီယိုလိုင်း10လိုင်းသတင်းစာ10စောင်းအင်တာနက်သတင်းမီဒီယာ3ခုစတဲ့လေလာဆောင်ကြီးမှုတွေကို နိုင်ငံပေါင်း52နိုင်ငံမှာအသုံးပြုခဲ့တဲ့ MIMO 98နီးစနစ်အတိုင်းချင်းကပ်လှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။တိုင်းပြည်အတွက်အရေးကြီးတဲ့ရွေးကောက်ပွဲကာလမှာသတင်းမီဒီယာတွေရဲ့သတင်းတင်ပြမှုအခန်းကဏ္ဍဟာအင်မတန်အရေးကြီးပါတယ်။ပြည်သူတွေရဲ့ဗန်နာငွေနဲ့လေပတ်နေတဲ့နိုင်ငံပိုင်မီဒီယာတွေအနေနဲ့ဘလို့မျှတအောင်သတင်းတင်ဆက်တင်ပါတယ်။ usually media uh, reporting is extremely important ဒီကဘွေမှာသတင်းမီဒီယာရဲ့အခန်းကဏ္ဍဟာအမတန်အရေးပါပါတယ်ပြည်သူတွေကိုတင်ဆက်တဲ့သတင်းချက်လက်တွေဟာမှန်ကန်ပြီးတော့မျှတဖို့လိုအပ်ပါတယ်နိုင်ငံပိုင်မီဒီယာတွေမှာအစိုးရလူကြီးပိုင်းတွေရဲ့သတင်းတွေကိုပဲဦးစားပေးဖော်ပြနေတာမျိုးမဟုတ်ပဲမျှတစွာနဲ့ဖော်ပြတင်ပါတယ်ပုဂ္ဂလိကမီဒီယာတွေအနေနဲ့လည်းလွတ်လပ်စွာရေးသားပြီးတော့ညှတာတဲ့သတင်းဆက်လက်တွေကိုပြည့်ပြည့်စုံစုံနဲ့ဖော်ပြတင်ပါတယ်။